ဒါမဲ့2025ခုနှစ်အထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ဖို့ပြည်သူလူထုတရလုံးကပူးပေါင်းပါဝင်ကြဖို့ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့အလေးနက်ထားတိုက်တွန်းလိုပါတယ်ရှင်။စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူတွေတပိတ်မှောက်ပြီးမဲလာမပေးမှာကို ယူကော့ပွဲဝင်မဲ့နိုင်ငံရေးပါတီတွေစိုးရိမ်နေကြပါတယ်။2020ယူကော့ပွဲရလဒ်ကိုမဲမတမှောင်မှုရှိတယ်လို့စွပ်စွဲပြီးအာဏာသိမ်းလိုက်တဲ့စစ်ကောင်စီက2025ဒီဇင်ဘာလမှာကျင်းပပေးမဲ့ယူကော့ပွဲကိုပြည်သူတွေပူးပေါင်းပါဝင်ပေးကြဖို့နိုင်ငံရေးပါတီတွေကတိုက်တွန်းမှုတွေရှိလာနေကြပါဒီတော့ဆိုရတော့အများကြီးဒီကနေပြီးတော့မေးပြီးရင်တော့အကောင်းဆုံးပေါ့အဲကြောင့်လဲဆိုတော့အဲရေးောက်ပြဆိုတာ PD ရဲ့စန်တာအတိုင်းစန်တာဖြစ်ပြရမှာပေါ့နော်အဲတော့အကောင်းဆုံးပေါ့ စမ်းရင်ဘုဘမှာတော့စိုးရိမ်မှုမရှိပါဘူးဒါပေမဲ့နေသိနှုံးကတော့လေကြောက်တော့ကြနိုင်တာပေါ့လေဘာကြောင့်လဲဆိုတော့ဟိုအခြေအနေရပေါ့နော်အခြေအနေရဆိုတာကတော့ဟိုကကွန်မြူနီတီစိုးရိမ်ရေးအခြေအနေရတယ်အဲ့ဒီဟိုဒီသွားသွားကျွန်မပြောတဲ့ဟိုကွန်မြူနီတီတန်းအခြေအနေရတယ်ဆိုတာဆိုလို့ရှိရင်တော့နေသိနှုံးကကြာချင်လို့ကြာမှာပေါ့လေပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာနဲ့မျိုးနွယ်ပေါင်း330မှာ မဲပေးခွင့်ရှိသူ38တန်းကျော်ရှိခဲ့ပြီးပါတီပေါင်း60ကျော်ကဝင်ရောက်ရှင်ပြန်ခဲ့ကြပါတယ်။အခုလက်ရှိစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုတော့56ပါတီရှင်ပြိုင်မှာဖြစ်ပြီးရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနယ်တွေကိုကြီးညာနိုင်ခြင်းမရှိသေးသလိုရွေးကောက်ပွဲဥပဒေကိုလည်းထုတ်ပြန်လာတာမရှိသေးပါဘူး။ဒါမဲ့ရွေးကောက်ပွဲမှာမဲဆန္ဒနယ်နေရာနည်းလာမှာမဲပေးနှုတ်ကြဆင်းမှုတွေရှိလာမှာတွေအတွက်စိုးရိမ်ပြီးပြောဆိုမှုတွေရှိပေမဲ့ရှမ်းတိုင်းဒေသများဒီမိုကရက်တစ်ပါတီကို ရှမ်းနစ်တိုင်းဒေသများဒီမိုကရက်တစ်ပါတီလို့အမည်ပြောင်းထားတဲ့ကြားပြူပါတီကတော့တယောက်ပဲမဲပေးရင်တော့ရွေးကောက်ပွဲအထမြောက်မဲလို့ပြောလာပါဗျ။အာမဲကတော့ဘယ်လိုဖြစ်ဖြစ်ချက်ဒီရကသူ့ပရိယာခမရဒီကျွန်တော်ကခုပဟမ်းမနေရကြပဟမ်းမှာလူကတသိန်းရှိတယ်မဲပေးနေတယ်လူကတသိန်းရှိတယ်ဆိုတော့တစ်ထောင်လဲတစ်ထောင်ပဲလာပေးလဲရွေးကောက်ပွဲအထမြောက်သွားပြီလေဥပမာမပြတ်ထားဘူးလေဒီမြို့နယ်တစ်ခုမှာလူတသိန်းရှိရင်တသိန်းလာပေးရမယ် ငါတောင်းတတိယပြီမှာအထမြောက်မယ်ဆိုတော့ဥပဒေမှာမပြတ်ထမ်းဘူးလေအဲ့တော့တစ်ဆောင်ပဲလာထည့်လဲဖြစ်တာပဲရုပ်တော့ပွဲအထမြောက်တာပဲနော်တစ်ယောက်ပဲလာပေးလဲအထမြောက်တာပဲအဲ့တော့ကျွန်တော်တို့မပေးတဲ့လူတွေကျွန်တော်မိတ္တရက်ခံကျင်တယ်လာပေးပါဒီမိုကရေစီဖက်ဒရယ်စနစ်ကိုချေခံတဲ့ပြည်တော်စုကိုဖော်ဆောင်မယ်ဆိုရင်ရွေးကောက်ပွဲမှာလူလူကရွေးချယ်တင်မြောက်တဲ့ပါတီဝင်တွေကသာလေနိုင်ငံတော်ကိုဥစည်းဥဆောင်ပြုရမှာဖြစ်လို့ တကယ်တမ်းခင်မီဖွင့်ပြတိုးတက်တည်ငြိမ်အေဂျင့်ဆောင်ရွက်နိုင်မဲ့အဲ့လိုစွမ်းရည်တွေရှိတဲ့လူတွေကိုပဲတိုင်းပြည်တဲ့လူလူကစောင့်မျှော်နေမှာသိကြပါတယ်။လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ်လို့ပြောထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတွေအနေနဲ့ဒီရွေးကောက်ပွဲကနေအရသာအစိုးရတည့်ရဲ့ပေါ်ပေါက်လာမယ်လို့ယုံကြည်လက်ခံထားကြောင်းကိုလည်းဆိုကြပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာစစ်ကောင်စီဟာစကိုင်း၊မန္တလေး၊ပဲခူး၊ကရင်နီ၊ကရင်၊ရခိုင် ရှမ်းပြည်နယ်မြောက်ပိုင်းကချင်စတဲ့တိုင်းနယ်ပြည်နယ်ဒီဒီမှာအရသာပြစ်မှတ်နဲ့စာတင်ကြောင်းတွေကိုပါမချမ်းဒေချောင်းတိုက်ခိုက်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေတာပါဒီလိုဖြစ်ရတွေကြားထဲမှာရွေးကောက်ပွဲကျင်းပတာကပြိပခနောက်တစ်ခုကိုဥတီစေတယ်လို့ရှုမြင်ကြသူတွေလည်းရှိပါတယ်အဲကျွန်တော်တို့ပြည်သူလူထုဒီကြားမှာနံပါတ်1အဲ့လိုမျိုးဒီဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အမြင်သဘောထားတွေအမျိုးမျိုးရှိနေတဲ့အခြေအနေ ောက်ပြီးတော့ရွေးကောက်ပွဲအတွက်လူအားတဲ့ခုနကကျွန်တော်တို့ပြောဒီတတွင်းတင်းကြီးချမ်းမှုတွေကလည်းပဲဟိုတော်တော်လေးကိုစိတ်ခွန်မှုတွေရှိနေတဲ့ကာလတစ်ခုအောက်မှာအာခုနကကျွန်တော်တို့ပြောနေတဲ့ဒီဟုတ်စားပေါ့အမည်မတူတဲ့ဒီအုပ်စုတွေကြားထဲမှာဒီရွေးကောက်ပွဲကို ခြေခံပြီးတော့ဟိုဥစ္စာပေါ့လေဟိုနောက်ကပြိပက္ခအစ်တွေပါတယ်ဆက်မှန်ပေါ်ပေါက်လာတာကိုလည်းအဲ အတွက်ကိုလည်းပဲကျွန်တော်တို့ကအဲ့ဒီအပေါ်မှာရှုရင်းမှုရှိတယ်ဆိုတာကိုကျွန်တော်တို့ပြောခြင်းဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့နိုင်ငံရေးစီးပွားရေးပြဿနာတွေကို2021အာနာသိမ်းမှုနောက်ဆက်တွဲအကျိုးဆက်တွေလို့လေးလာသူတွေကဆိုကြပါဗျ။ဆီအာနာသိမ်းမှုကိုလက်မခံတဲ့ဆန္ဒပြမှုတွေကိုစစ်တပ်ကရရဲဆက်ဆက်ဖြိုခွင်းမှုတွေရှိခဲ့တယ်လို့ဒီကနေ့တဆင့်ပြောင်းလဲသွားတဲ့လက်နက်ကင်တော်လှန်မှုတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေအထိလှုပ်ဆောင်နေခဲ့တာလင်းနစ်ကျော်လာပြီလည်းဖြစ်ပါဗျ။ ဒါမဲ့လာမယ့်2025ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေကရွေးကောက်ပွဲကိုပြဿနာတွေကိုဖြေရှင်းနိုင်မဲ့နည်းလမ်းဖြင့်ရှုမြင်နေကြတာပါရွေးကောက်ပွဲကိုလက်မခံရင်စေအုပ်ချုပ်ရေးကိုလက်ခံတာလားဆိုပြီးပြည်သူတွေကိုချင်းချောက်ပြောဆိုတဲ့အထိဖြစ်လာတာကိုတွေ့ရတယ်လို့နိုင်ငံရေးလီလာစောင့်ကြည့်သူတွေကဆိုကြပါတယ်သူတို့တိုင်းပြည်ကလည်းဟာဒီရွေးကောက်ပွဲလုပ်ရင်လည်းပြည်လည်းမယ်လို့သူတို့ထင်နေတော့သူတို့ကိစ္စဆက်သွားလိမ့်မယ်ချင်းကြီးကတော့ 嗯，这些干部呀，都是在我们 中国最高的呀，对不对？都是在我们经队吧，边培养嘛，对不对？你到了现在，咱就就是拿偏心了嘛，冇，就是我就是拿社气牛嘛，哎呀，软叽叽的对吧？哎，我打你，你不要打了，讲着你难为我呢？他的苦啊，哪都苦啊，哦，就是有一个干部嘛，这个可以给你讲一了，一个我有个干部问了一下人家，看看在我单位上不吸烟的？ ်သူကသူတို့အတင်းလောက်ပဲသူတို့ခင်းခင်းကိုဖန်တီးကိုစူးစမ်းနေကြတာဖြစ်တယ်ဒီပါတီကဒီကဒီမိုကရက်တစ်နိုင်ငံရေးပါတီလို့လုံးလုံးမခေါ်ဆိုထိုက်ကြပါတီဖြစ်တယ်လို့ကျွန်တော်အဲ့လိုပဲယူဆရတယ်ဗျာမိကအာဟုတ်ပြီ